ားလုံးပဲမင်္ဂလာပါဒီကနေ့တိတိကရာအစီအစဉ်တွေကလူငယ်ကဏ္ဍအနေနဲ့ကိုပုံစံနဲ့ကိုနေရတာကိုကျင့်တဲ့ချင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကိုဘွားကိုလက်ခံချင်းဆိုတာက ကိုကိုကိုကျင့်တဲ့ချင်းတမျိုးပါ ကိုရဲ့ဖြစ်တည်မှုကိုလက်ခံပြီးတခြားဘသူနဲ့မှတူအောင်မကြိုးစားတော့ပဲကိုပုံစံနဲ့ကိုနေထိုင်ချင်းဖြစ်ပါတယ်အခုလို ခေတ်ကာလဆိုကြည့်တဲ့မှာကိုဘွားကိုမကြည်မနှက်ဖြစ်နေတဲ့လူတွေအများကြီးပါပဲ တခါတည်းလူတိုင်းမှာဒီလိုမျိုးတွေဖြစ်တတ်ပေမဲ့လို့လေရေရှည်ဖြစ်နေမယ်ဆိုရင်တော့စိတ်ကျမ်းမာရေးကို ထိခိုက်နိုင်ပါတယ်ကိုဘဝကိုကြည်နဲ့နေတဲ့သူတွေဟာ self esteem ဆိုတဲ့ကိုကုကိုတတ်မိုးထားခြင်းရှိတဲ့သူတွေဖြစ်ပါတယ်တနည်းအားဖြင့်ကိုကုကို မြင်တဲ့အမြင်ဟာကောင်းချားတဲ့သူတွေပါဘာကြောင့် self esteem နှိမ့်ကြပြီး ကိုဘဝကိုကြည်နဲ့မှုမရှိကြတာလေငယ်ဘဝကနေစပြီးတရီတဲလာခြင်းဖြစ်ပါတယ်ငယ်ဆွဲတစ်ခုဖြစ်ပါတယ် ဥပမာအားဖြင့်ငငယ်တုန်းကခွေးကြိုက်ခံရပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရဘူးတဲ့သူဟာအရွယ်ရောက်လာတဲ့အချိန်ထိ ခွေးမြင်နေဆိုလို့ရှိရင်ကြောက်တတ်ကြပါတယ်ငယ်စဉ်က ကိုယ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေပေါ်မှာမူတည်ပြီး self esteem ကြီးကွာခြားသွားတတ်ကြပါတယ်မိဘနဲ့ဆရာဆရာမတွေကကိုယ်ကိုတခြားသူတွေနဲ့အယံနှိုင်းရှင်တာကို ခံခဲ့ရတာမဖြစ်နိုင်တာတွေကိုအတင်းဖိအားပေးခိုင်းစေတာတငယ်ချင်းတွေကြားမှာအနိုင်ကျင့်ခံရတာ အနိုင်ခံရတာမျိုးတွေပါ နောက်ထပ်ဥပမာကတော့ခန္ဓာကိုယ်ဝါးတဲ့သူတွေဆိုရင်ဝါလုံးနဲ့ဆိုပြီး body shaming လုပ်ခံရတာတွေများလာတော့ကိုယ့်ရဲ့အဲ့ဒီခန္ဓာကိုယ်ကို မုံတီးလာကြပါတယ်ဒါကြောင့်လေအရွယ်ရောက်လာတဲ့အခါမှာကိုကိုကိုသူတစ်ပါးနဲ့နှမ်းရှင်လွန်ပြီးတိမ်ငယ်စိတ်မလုံစိတ်တွေဝင်ပြီး self esteem နှိမ့်ချလာတာပါဒါအပြင်အရွယ်နဲ့မလိုက်အောင် အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရတာတွေ ကိုအရန်ချစ်ခင်ရတဲ့သူတွေဆုံရှုံရတာတွေကလည်း self esteem ပေါ်မှာအများကြီးတက်ရောက်ပါတယ်။ self esteem မြင့်ပြီးကိုဘဝကိုကျေနပ်မှုရှိစေဖို့ဘာတွေလုံဆောင်တင်တယ်လဲ။နံပါတ်၁ကတော့ကိုကိုကိုမကောင်းမြင်နေတဲ့အချက်တွေကိုခြားရေးတင်ပါတယ်။ဥပမာအလုံးမရသေးတာငါညံ့လို့ငါကစကားပြောမကောင်းဘူးငါကအရန်ရှက်တတ်တယ်။စသဖြင့်ကိုကိုကိုညံ့တယ်လို့ထင်နေတဲ့အချက်တွေကိုခြားရေးပါ။ ပြီးတော့တခုချင်းစီကို စိန်ခေါ်ပြီးလှုပ်ကြည့်ပါတကယ်တော့ဘယ်အရာမှအယမ်းကြီးမခက်ခဲပါဘူးတခုချင်းစီကိုဆံပြီးလှုပ်ကြည့်တင်ပါတယ်ဘဒူးမှလည်းအယမ်းကြီးညံ့မနေပါဘူးနောက်တစ်ခုကတော့ကို့မှာရှိတဲ့အားသာချက်တွေကိုခြာရေးပါ ဥပမာ ကိုကတတိရှိရှိ CDM လုပ်ထားတယ်ယူရဲတာကတတိမဟုတ်ပါဘူးစွန်ရဲတာကလည်းတတိပါပဲကိုကယူသားပြီးဖြူစင်နေအများအကျိုးဆောင်ရနိုင်တာစာရေးကောင်းတာ စရတယ်။ကိုယ့်ရဲ့အာသာချက်တွေကိုခြာရေးပြီးဒီအရာတွေကို နေ့စဉ်ပူပြီးကောင်းအောင်လုပ်ဆောင်ခြင်းဟာကိုယ့်ကိုယ်ကိုခံစားမှုကောင်းစေပြီးကိုယ့်ကိုယ်ကိုကျေနပ်အားရမှုတွေဖြစ်စေပါတယ်။နံပါတ်3ကတော့တခြားသူတွေနဲ့ကိုကိုကိုနှိုင်းရှင်တာတွေကိုရက်တင်ပါတယ်။ဘဝမှာတယောက်နဲ့တယောက်ကဘလို့နီးနဲ့မှမတူညီနိုင်ပါဘူး။ သူ့ရဲ့မွေးဖွားတဲ့နေရာသူ့ရဲ့မိသားစုသူ့ရဲ့ပညာရေးသူ့ဖြတ်တန်းလာရတဲ့ပဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ပင်ကိုဇယိုင်းနဲ့ကိုကြီးကိုသေးတွေကွဲပြားသွားတတ်ပါတယ်အဲ့ဒါကိုသွားပြီးသူကတော့စကားပြောကောင်းတယ်ပြက်သားလိုက်တာရဲရင်လိုက်တာတတိရှိလိုက်တာစကားပြောတွက်လိုက်တာဆိုပြီးကိုကိုကိုတိမ်ငယ်သွားတတ်ကြပါတယ်ကို့မှာလည်းမတူညီတဲ့ကိုကြီးကိုသေးတွေရှိပါတယ် ကိုကစာနာတတ်တယ်ကိုချင်းစာတတ်တယ်ကိုညီတတ်တယ်တည်ငိမ့်နဲ့အေးချမ်းနဲ့စတဲ့အရေးချင်းတမျိုးမဟုတ်တမျိုးတူးစီမှာရှိနေတတ်ပါတယ်လူတယောက်နဲ့တယောက် ပုံစံချင်းကွဲပြားကြတာမို့ဇူကြီးတူအောင်ညှိယူလို့မရတယ်လို့မတူလို့လည်းဘာမှဖြစ်မသွားပါဘူးဒီတော့ကိုယ်ဆိုင်နဲ့ကိုအေးအေးဆေးဆေးနေတင်ပါတယ်တနေရာထဲမှာနေတရေထဲတောင်တချောင်းနဲ့ပြည့်တဲ့သူတွေတောင်ဝါသနာချင်းစိတ်တက်ချင်းကြွာချသွားနိုင်ပါသေးတယ်ကိုနဲ့အတူတူကြောင်းပြီးထားတဲ့သူတွေကကို့ထက်အရင်အလုပ်တွေရနေပြီမဲ့လို့လေကိုကအခုချိန်ထိဝေလီလီလေးဖြစ်နေနိုင်ပါတယ် အတန်းထဲမှာအញ្ញံဆုံးသူကအလောက်မှာကိုထက်ရာထူးကြီးတဲ့သူလဲဖြစ်ချင်ဖြစ်နေနိုင်ပါတယ်ကိုထက်ငယ်တဲ့သူကိုဆရာခေါ်ခြင်းနဲ့ခေါ်ရနိုင်ပါတယ်ဒါကဖြစ်လေဖြစ်တာရှိတဲ့အရာပဲဖြစ်ပါတယ်ဘဝဆိုတာအပြေးပြိုင်ပွဲမဟုတ်ပါဘူးဘသူအရင်ပန်းဝင်ရမယ်လို့တတ်မှတ်မထားပါဘူးလူတိုင်းကသူ့ဆန်နှုံးတဲ့သူပါအဲ့ဒီတော့ကိုကိုကိုပဲကြည်ပါတနေ့တနေ့ကိုကိုကိုပူကောင်းအောင်ပဲလုပ်ပါဘဒုကိုမှမပြိုင်ပါနဲ့ ဘသူတွေဘာဖြစ်နေနေအဲ့ဒါသူတို့ကိစ္စပါကိုကိစ္စမဟုတ်ပါဘူးနောက်တစ်ခုကတော့ကိုကိုကိုကျင်တာပါဘဝမှာတချို့အရာတွေကိုကိုကလုံနိုင်တယ်တချို့အရာတွေကိုကိုကလုံချင်မှလုံနိုင်မယ်အမားတွေလည်းလုံချင်လုံမိမယ်အနေတွေလည်းခံချင်ခံရနိုင်တယ်နောက်ကျောကနေလည်းဓာတ်နဲ့အထိုးခံရနိုင်တယ်ဦးကြောင်ကြောင်နိုင်ခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိမယ်အလောက်ကနေလည်းပြုတ်ချင်ပြုတ်နိုင်တယ်အဲ့ဒီလိုဖြစ်တဲ့အခါမှာကိုကိုကိုခံမြင်တာ ဒါမှမဟုတ်အားငယ်သွားတာမျိုးတွေရှိတတ်ပါတယ်။တငယ်ချင်းတွေထဲမှာတယောက်ယောက်ကအဲ့ဒီလိုအဖြစ်မျိုးတွေကြုံတဲ့အခါမှာကိုယ်အနေနဲ့နှစ်သိမ့်အားပေးတာတွေလုပ်တယ်လို့မျိုးကိုကိုယ်တိုင်ကြုံတဲ့အခါမှာလေကိုကိုယ်တိုင်ကကိုကိုကိုယ်လည်းကျင်နာပေးပါအားပေးပါလူတိုင်းဟာနေရာတိုင်းမှာတော်မနေပါဘူး။နေရာတကာမှာလည်းမကောင်းနိုင်ပါဘူး။အမြဲတမ်းလည်းပျော်မနေနိုင်ပါဘူး။အမြဲတမ်းလည်းရင်းကျက်မနေနိုင်ပါဘူး။လူတိုင်းနဲ့လည်းတဲ့ချင်မှလည်းတဲ့မယ်။လူချင်တာလည်းရချင်မှရမယ်။မလူတာတွေလည်းလက်ခံပေးရနိုင် င်နဲ့မလုတ်ချင်တာတွေကိုလည်းလုတ်ရတတ်တယ်ဖြစ်ချင်တာတွေလည်းဖြစ်ချင်မှာဖြစ်လိမ့်မယ်ပိုင်ဆိုင်ရမအရာတွေလည်းလက်ထဲမှာမြဲချင်မှာမြဲမယ်ဒါတွေကိုလက်ခံနိုင်ဖို့လဲကျမတို့တဦးစီအနေနဲ့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကတော့ပဝင်းကျင်ကောင်းတစ်ခုကို ဖန်တီးပါဥပမာကိုဟာလူ9ယောက်လောက်နဲ့ပေါင်းတင်းဆက်ဆက်နေတဲ့ဆိုပါစို့ဥပမာအနေနဲ့ပြောတာပါပြန်မြတ်အဖြစ်ပေါ့ကိုရဲ့ပဝင်းကျင်မှာအမြဲတမ်းအစိုးမြင်နေတဲ့သူတွေ သူများကိုအမြဲတမ်းမကောင်းကြံတဲ့သူတွေကြုံရင်ကြုံတယ်လို့လှည့်ပြားတတ်တဲ့သူတွေရှိမယ်ဆိုရင်ကိုဟာအမြဲတမ်းစိတ်ညစ်ဆရာတွေနဲ့ကြုံနေရမှာဖြစ်တယ်လို့ကြားလာရင်လေကိုကိုယ်တိုင်ကလည်းအဲ့လိုအကျင့်တွေကူးဆက်သွားနိုင်ပါတယ်သူတို့နဲ့မပေါင်းမဖြစ်ပေါင်းရမယ်ဆိုရင်တောင်းမှာအတတ်နိုင်ဆုံးသူတို့နဲ့အချိန်ဖြုန်းတာကိုတော့ရှောင်တင်ပါတယ်ဘလို့နေရာတွေထီလဲဆိုရင်တော့ Facebook ပေါ်မှာလည်းကိုကိုစိတ်ညစ်စေမဲ့သူတွေကို unfriend လုပ်ထားလိုက်ပါဒါကြောင့် ို့အတွက်ပို့ပြီးတော့ကောင်းမွန်စီမဲ့ပတ်ဝန်းကျင်မျိုးကိုတည်ဆောက်ပါရလာတဲ့တငယ်ချင်းကောင်းတွေကိုလည်းတန်ဖိုးထားပါလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲပျော်ရွှင်လုံးချုံအေးချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့ Sister Regina မုံမုံခိုင်ပါ